背了。他妈，给下他解剖了。呀呀！不要不要不要！哇哇！不要先，不要先，不要不要不要！တနင်္လာရီတိုင်းတဝဲခရိုင်လောင်းလုံမြို့နယ်အတွင်းမှာရှိတဲ့မောင်မကန်နေမြေရေစကန်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေစုပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့တာဝန်ရှိသူတွေကအေယာဝတီကိုပြောပါရတယ်။ စစ်ကော်မရှင်လက်အောက်ခံရဲနဲ့ပြည်သူစစ်ပူးပေါင်းပြီးအင်အား60ကျော်ရှိတဲ့မောင်းမကန်နေမြေရေစခန်းကိုအော်တိုဘားလ26ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အေဒီတိုက်ခိုက်မှုမှာအာနာသိန်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိကာကျန်တဲ့သူတွေကစခန်းဆွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ဤပြည်ဟာအမှတ်33တပ်ဖွဲ့ရဲ့စစ်စင်ရေးမှူးကပြောပါတယ်။ပေါင်းရတော့ကျွန်တော်တို့လက်ရှိတိုက်ပွဲမှာအဲဒါ ရတွေ့ရတဲ့အလောင်းပေါ့နော်ကျွန်တော်တို့မြင့်မြင့်တွေ့ရတဲ့အလောင်းရှိတယ်ပြီးနောက်တစ်ခုဒါရရတာတော့နောက်ပိုင်းဒီကနေပြီးသူတို့ပြန်လာဆွဲထုတ်တဲ့နေရာမှာဟိုသူတို့ရဲ့အတွေ့အတဲနဲ့ကျွန်တော်တို့ပြန်ပြီးဒါရရတဲ့အရေးတွေကိုအတိအကျသိရလို့ပေါ့နော်စခန်းသိမ်းတိုက်ပွဲအတွင်းလက်နက်နဲ့ခဲယမ်းတွေအများအပြားသိမ်းဆီရမိတယ်လို့လည်းသူကပြောပါတယ်တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်တစ်စစ်စင်ရေးနေမြေအထူးတိုင်းစစ်ဒေတာကုကဲမှုလက်အောက်မှာရှိတဲ့နီးပြူဟာအမတ်33 ဒေါနာတက်ရင်တက်ခွဲ၄ KBDF ဒေါနာတက်ရင်တက်ခွဲ9 LPF အပါအဝင်မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့တဝဲခရိုင်တပ်ပေါင်းစု ရာမညမွန်တက်တော့ဖက်ဒရယ်ဒူဝင်ကျိန်နဲ့ဒုကရစ်စစ်ကြောင်း DNA နေတပ်ဖွဲ့တွေပါဝင်တယ်လို့ဆိုပါတယ် မောင်မကန်နေမြေရေစခါဟာမောင်မကန်ကမ်းခြေနဲ့ရေဖြူမြို့နယ်ထဲကတဝဲအထူးစီးပွားရေးဆောင်အကြားမှာရှိပြီးကရုတ်ကျင်းတွေဆက်သွယ်ရေးမြောင်းတွေဘန်ကာတွေနဲ့အခိုင်အမာတိစောက်ထားတဲ့ရေစခန်းဖြစ်တယ်လို့လည်းပြောပါဗျ။အဲ့ဒါတွေအပြင်တဝဲမြို့နယ်လည်းခုနမိုင်လောက်သာဝေးပြီးစစ်တပ်ရဲ့ခြေလင်တပ်ရင်ခလာရ104တပ်ရင်နဲ့လည်း၄မိုင်သာဝေးတာကြောင့်တချို့ပြည်သူတွေဟာဖမ်းဆီးခံရပြီးအဲ့ရေစခန်းကနေစစ်မှုထမ်းဖို့ခေါ်ဆောင်ခံရတာတွေလည်းရှိတယ်လို့ဆိုပါဗျ။ အဓိကတော့အဲ့ဒီရဲစခန်းကျတော့ဟိုစခန်းအကြီးပေါ့နော်အခိုင်အမာကိုလှုပ်ထားတဲ့စခန်းဖြစ်တယ်။တချို့ audio လူငယ်တွေဆိုတော့ဒီကနေပြီးဖန်ဆီးပြီးရတယ်စိတ်မှုထားတဲ့ကိုအတေးချထက်တဲ့ဟာလေးရှိတယ်။ပြီးရဒီခီးသွွာလာတဲ့ပြည်သူတွေကိုညင်ပန်းနေစစ်တော်လို့အများကြီးရှိတဲ့အတွက်လည်းပဲကျွန်တော်တို့ပူပေါင်းတက်တရားတွေရှင်းလင်းလိုက်တဲ့ပုံစံပေါ့နော်။သူကတော့ခက်ခဲမှန်မှန်ကိုတိဆောက်ထားတာဖြစ်တယ်။ပြီးရအဓိကကြတာတော့ဒီမောမကက်ဖေးကိုသွားတဲ့ဒီကက်ချစ်တိဆောက်ဒီဖေးကိုသွားတဲ့ဟာတွေလည်း ဒီကသူကမိန်လို့ဖြစ်နေတာပေါ့နော်အဲ့ဒီကြားလို့လည်းကျွန်တော်တို့ဝေရောက်တိုက်ခတ်ချေမှုရှိဖြစ်ပါတယ်တိုက်ပွဲအတွင်းအာနာသိန်းစစ်တပ်ကသူတို့ရဲ့ရေစခန်းကြမသွားစေဖို့လေကြောင်းကသစ်င့်လေရင်နဲ့လာရောက်ပစ်ခတ်တယ်လို့ရေတပ်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံတောင်ပိုင်းမှာမြို့သိမ်းတိုက်ပွဲတွေမရှိပေမဲ့တနင်္လာရီတိုင်းထဲမှာတော့လောင်းလုံမြို့နယ်အပါအဝင်တဝဲအထူးစီးပွားရေးဆောင်နဲ့ကံပေါတံငွေပိုက်လိုင်းရှိတဲ့ရေဖြူမြို့နယ်နဲ့ကရဲချောင်းမြို့နယ်တွေမှာ အနာသိန်းစစ်တပ်ကစစ်အင်အားတွေဖြည့်တင်းနေရလို့လဲကောက်ွေရေးတပ်ဖွဲ့ဝင်တွေထံကသိရပါဗျ။နူပလိုက်ရပေါ့။လောလော။ဟိုင်ဒေါ်လော။